ားလုံးမင်္ဂလာပါဖခင်ခင်ဆန်တော်တရားနဲ့တင့်ရဲ့တက်တာပေါ်မှာငြိမ်သက်ခြင်းရှိပါစေဒီနေ့မှာကျတော့အိမ်မတမအရေးကြီးတဲ့ခွလွတ်ခြင်းနဲ့ဆိုင်တဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီနေ့ဝင်မြပေးချင်တာဖြစ်တယ်အဲ့တော့မိတ်ဆွေရဲ့ဘဝဒီမှာဒီတယောက်ကိုသုံတယောက်ကိုဘယ်တော့မှခွင့်မလွတ်ဘူးဆိုတော့ထိရှားတဲ့စကားတံမျိုးကိုသုံတယောက်စီကနေမိတ်ဆွေရောကြားဖို့မှာပါเนาะအဲ့တော့ကျွန်တော်တို့တအိုးချင်းစီတိုင်းမှာရော အဲတီလူကိုကျွန်တော်ဘယ်တော့မှခွင့်မလွတ်ဘူးเนาะဆိုပြီးမှကျွန်တော်တို့အချီနှောင်ထားတဲ့အရာပေါ့เนาะအဲ့လိုမျိုးကြီးရှိကောင်းရှိနိုင်မယ်အဲ့ဒီအရာတချက်နဲ့ကျွန်တော်တို့အတ္တတာဒီနေ့လွတ်မြောက်ဖွယ်အတွက်ဘုရားခင်ကအလူတော်ရှိတာဖြစ်တယ်အာမင်အဲ့တော့သစုံတရားကိုချီနှောင်ခြင်းကကိုကချီနှောင်တယ်ဆိုလို့ရှိရင် तू ကတိမလား तू ကမသိဘူးဆိုဘာမှမဖြစ်ဘူးကိုချီနှောင်နေတဲ့ကိုပဲခံစားရတာဖြစ်တယ်အဲ့တော့အဲ့ဒီ တဆုံတယောက်ကိုချီနှောင်ခြင်းကကျွန်တော်ရဲ့ကြားမရေးကိုကြီးခိုက်စေတယ်။ဝိညာဉ်ရဲ့အထက်မှာကျွန်တော်တို့ကိုပါလေခန္ဓာကိုယ်ကြားမရေးကိုကြီးခိုက်စေလို့ဝိညာဉ်အထက်မှာရောကျွန်တော်တို့ကိုပါလေမကြီးထွားစေဘူးပေါ့နော်။အဲ့ဒီခွင့်မလွတ်ခြင်းသူတပားကိုချီနှောင်ခြင်းကအဲ့ဒါကြောင့်ဒီနေ့ဒီကိုရဲ့အသွင်းထဲမှာပေါ့နော်။တစ်ချိန်လုံးသောသားရင်းနဲ့ပြင်တဆုံတယောက်ပေါ်မှာတစ်ချိန်လုံးပုံချထားမိပြီဆိုရင်အဲ့ဒီအနောင်ဖွဲ့တွေထဲကနေကျွန်တော်တို့ကလွတ်မြောက်ဖွယ်အတွက် လိုအပ်တာဖြစ်တယ်အာမင်လောကထဲမှာလူတိုင်းဟာမဆုံလင်ကြဘူးနော်သူတပားမဆုံလင်တယ်လို့ကိုကလည်းဆုံလင်နေတယ်မဟုတ်ဘူးအဲ့ဒီထဲမှာကျွန်တော်ကဘာနဲ့အသက်ရှင်ရမလဲဆိုခွလွတ်ခြင်းမေတ္တာတရားနဲ့အသက်ရှင်ဖို့တဲ့ဘုရားခင်ကကျွန်တော်တို့ကိုနော်အဖျားရဲ့အလူတော်ရှိတာဖြစ်တယ်အဲ့ကြောင့်ကျွန်တော်တို့ကလောကထဲမှာကျွန်တော်တို့ချီနှောင်နေဆိုရင်ဗာလဲကောင်းကင်မှာဘုရားခင်လည်းကျွန်တော်တို့ကိုချီနှောင်မယ်ဆိုမှပြောတာဖြစ်တယ်အဲ့ကြောင့်ဘုရားခင်ကကျွန်တော် ခွင့်လွတ်ခြင်းကိုအင်မတန်မှနှိမ့်သက်တဲ့ဖရာဖြစ်တာဖြစ်တယ်။အဲဒါကြောင့်ဖရာခင်ကိုယ်တိုင်လောကထဲကိုဆင်းကြွပြီးမှကျွန်တော်တို့ကိုပါလေခွင့်လွတ်ခြင်းတရားကိုကျွန်တော်တို့ကိုပြခဲ့ပြပေးခဲ့တဲ့ဖရာခင်ဖြစ်တာဖြစ်တယ်။အဲဒါကြောင့်ဒီနေ့နော်အဲ့လိုအချစ်ဒါဆိုတော့ပုံမှာကျွန်တော်ကပုံအထားမိတယ်တောသားတွေနဲ့တစ်ချိန်လုံးဖြစ်မိတယ်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီအနောင်ဖွဲ့တဲ့ကနေကျွန်တော်တို့ကလွတ်မြောက်ဖွင့်သွဲလိုအပ်နေပြီဖြစ်တာဖြစ်တယ်။တင်ရဒဆုံတယောက်ကိုတစ်ချိန်လုံးချီနှောင်ထားတယ် ဆိုလို့ရှိရင်ဗာလဲပြန်ပြီးမှအခွင့်ရလာရင်ပြန်ပြီးမှခြေပမယ်ပြန်ပြီးမှကလေးစားခြင်းမယ်ဆိုပြီးတော့အတင်အမြဲတမ်းသုံတယောက်ကိုချီတောင်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအနောင်ဖွဲ့တဲ့နေတင်ဟာလွတ်မြောက်ဖွင့်တဲ့လူအနေပြီးဖြစ်တာဖြစ်တယ်အာမင်အဲ့တော့အဲဒီလမ်းစဉ်ရဲ့ဒီဒီလူလူသုံတယောက်ပေါ်မှာဒေါသတွေနဲ့တခြင်းအလုံးပုံအိုးမိတယ်ဆိုလို့ရှိရင်အဲ့ဒီလမ်းစဉ်တဲ့နေလွတ်မြောက်ဖွင့်အတွက်ကခွက်လွတ်ခြင်းပဲဖြစ်တာဖြစ်တယ်အာမင်နော်အဲ့တော့ ခလွတ်ချင်းနဲ့ဆိုင်တဲ့အရာတွေထဲမှာကျွန်တော်တမာကျန်းစာထဲမှာကွန်းကွန်းကွက်ကွက်မြင်ရတဲ့ပုံကူတယောက်ကရောသက်ရဲ့အကြောင်းဖြစ်တာဖြစ်တယ်။ကပောက်ချန်း55ကိုကျွန်တော်တစ်ချက်ဖတ်ချင်တာဖြစ်တယ်။55အငယ်တစ်ကနဲ့9တိပေါ့နော်။သူခါရောသက်ဒီမိမိထံနဲ့ရှိတော်သူအပေါင်းသူရှေ့တွင်အင်ဒရီကိုမချုပ်တီးနိုင်တော့ကြောင့်လူအပေါင်းသူငါထံမှထွက်သွားကြဟုခိတ်၍မိမိစာသည့်အဖြစ်ကိုအကူသူအားပြတော်ခါအခြားသောသူတယောက်မျှမရှိရ သူဒီလေကြေတော့အတန်နဲ့ငိုကျွေးအေကုတုလူသူဒီနန်းတော်တိုင်အောင်ကြားကြ၏တဲ့အကူသူအားလေကျွန်တော်ဒီရောသက်ဖြစ်ကျွန်တော်အပဒီအသက်ရှင်သေးတယ်လို့ဟုဆိုဤအကူသူဒီစကားတုတ်ပြန်၍မပြောနိုင်အောင်သူ့ရှိမှမိန်မောတွေဝေလက်နေကြ၏ရောသက်ကလည်းကျွန်တော်အညီအပါသူလာကြပါလို့ဟုအကူသူအားစုလင်းသူတို့ဒီအညီအပါသူချင်းလာကြဤသူကလည်းကျွန်ုပ်ဒီအေကုတုဘီတို့ရောက်လိုက် ရောင်းလိုက်တော့တင်သူညီဖြစ်ပါ၏သူရတွင်တင်သူသည်အကျွန်ုပ်ကိုဤအရက်သူရောင်းလိုက်မိသောကြောင့်စိတ်မညှိုးငယ်ကြနှင့်ကိုကိုကိုအမျက်မထွက်ကြနှင့်အကြောင်းမကားဖျားသခင်သည်လူသူအသက်ကိုဆောင်မစေခြင်းကတင်သူရှေ့မှာကျွန်ုပ်ကိုဇေလွတ်တော်မူပြီတဲ့ဒီထဲမှာရောသက်ရဲ့သူ့ညီကိုရီပေါ်မှာနော်ခွလွတ်ချင်းတရားကိုကျွန်တော်တွေ့ရဖြစ်တယ်ရောသက်က16နှစ်အရွယ်မှာညီကိုရီကရောင်းစားခြင်းခံခဲ့ရတယ် အစ်မေလလူမျိုးတွေကိုရောင်းစားတယ်အစ်မေလလူမျိုးတွေကနေတဆင့်အေကုတုဘီကိုခေါ်သွားမှအေကုတုဘီမှာရောင်းစားခံရတယ်ပြီးရိုးသက်ဒီမှာအသက်30ရှိတဲ့ခါမှာသူကဒီနိုင်ငံထဲမှာနော်ဝန်ကြီးဖြစ်နေပြီအဲနော်စီမံခန့်ခွဲတဲ့နေရာမှာသူ့ကိုခန့်လိုက်တယ်ခက်ခဲတဲ့ကာလတွေရောက်လာမယ်ဆိုမှသူကဗာလဲဖခင်ရဲ့ဝိညာဉ်တော်ကိုယှတာတဲ့ခါမှာအဲ့ဒီတိုင်းပြည်အတွက်ပြင်ဆင်ဖို့အတွက်သူ့ကိုခန့်ထားတဲ့အချိန်မှာအစာအစာခေါင်းပါတဲ့ကာလရောက်လာတဲ့ခါမှာ နော်အဲ့ဒီခါနန်ပြည်နဲ့ဒီယာကုပ်ရဲ့သားတွေဣတိလရဲ့သားတွေကရောက်လာတဲ့ခါမှာသူတို့ရောင်းစားခဲ့တဲ့ယောသက်ရှိမှရောက်သွားခါမှာသူတို့မမှတ်မိဘူးယောသက်ကအဲ့ဒါကိုမှတ်မိတယ်တချိန်လွတ်လိုက်နောက်တချိန်ပြန်ခေါင်းပါတဲ့အတွက်လာတဲ့ခါမှာဒီညမှာပေါ့နော်ယောသက်ဖြစ်တဲ့အကြောင်းကိုသူကအဲ့မှာပြောပြတဲ့ခါမှာ အတီးရကိုအရှိပြုံးမယ်ဆိုရင်အရန်ခြေတော့မယ်ဆိုတော့တမက်ဒီမှာရောတက်ကအင်ဒရီမထိန်နိုင်တဲ့ခါမှာအဲ့မှာအတို့အဲ့မှာတကစ်ကောင်းဆောင်ဖြစ်နေပြီအကုတုပြီးမှာသူကအကုန်လုံးအပြင်ထွက်ခိုင်းမှာပါလေသူရဲ့ဖြစ်ချင်းကိုပြောပြငါရောတက်မင်းတို့ရောင်းစားခဲ့တဲ့ရောတက်ဖြစ်တယ်ဒီအဲ့ဒီနေရာမှာ तू မခံနိုင်တဲ့ခါမှာတော့ तू ဖွင့်ပြတယ်ဒါပေမဲ့မင်းတို့ငါ့ကိုဒီနေ့ဒီအကုတုပြီးကိုရောင်းစားခဲ့တဲ့အတွက်ကြောင့်ဗာလေကုကုကိုဗာလေဗာပြောလို့စိတ်မညှိုးငွေကြနေတဲ့ အဲ့နေရာမှာယောသဘာပြောလို့ဆိုရင်အကြောင်းမူကားတဲ့ဘုရားသခင်ကဒီတဲ့လူတို့ဤအသက်ကိုဆောင်မစေခြင်းကတင်တို့ရှိမှကျွန်ုပ်ကိုဇေလွတ်တော်မူပြီတဲ့ဘုရားသခင်ကသူ့ကိုဇေလွတ်ခဲ့တယ်ဆိုပြီးမှသူကပြောရဖြစ်တယ်တကယ်ကြတော့သူ့ညီကိုရသူ့ကိုရောင်းစားခဲ့နာကျင်စရာတွေသူအများကြီးတွေ့ကြုံခဲ့တယ်တင်မလားဂျုံဘွားရောက်ပင်ဘောဓိဖာအိမ်မှာရောက်ပင်ထောင်ထဲမှာရောက်အမျိုးမျိုးဖြတ်တန်းခဲ့တယ်ဒါပေမဲ့နောက်ဆုံးသူကဘာလဲ ဖရာရဲ့သဘောကိုနားလေတဲ့ခါမှာသူပါပြောလဲဆိုရင်မင်းတို့ကိုကိုကိုပါလဲအပြည့်မတင်ကြနဲ့ငါ့ကိုရောင်းစားခဲ့လို့မနာကြည့်ကြ။ဘာဖြစ်လို့ဖရာသခင်ကလူရရဲ့အသက်တွေကိုဆောင်မဖွင့်တဲ့ကျွန်တော်ကိုရှေ့ကနေဈေးလုခဲ့တာဖြစ်တယ်ဆိုမှသူကအဲ့ဒီနေရာမှာသူဖွင့်လုပေးတယ်ပြင်လောက်လက်တွေ့ပါလို့ဆောင်လဲဆိုရင်သူ့ရဲ့ညီကိုတွေသူ့ရဲ့ဖခင်ကိုပါလဲအဲ့ဒီဘီကိုခေါ်တယ်နေစရာနေရာကိုပေးတယ်ဒါခွတ်လွတ်ခြင်းတိမလားနာကျင်စရာတွေသူအများကြီး တွေ့ကြုံခဲ့ပေမဲ့ညီကိုဒီပေါ်မှာသူအပြစ်မတင်ဘဲနဲ့ပါလဲဒီຢာတွေအားလုံးကဖခင်ရဲ့အကြံစီတော်ထဲမှာရှိတဲ့အရာတွေဖြစ်တယ်ဖခင်ကသူ့ကိုဇေလွတ်ခဲ့တယ်ဆိုပြီးမှသူကပါလဲဖခင်ရဲ့အလိုတော်ကိုဝန်ခံပြီးမှသူကအဲသူ့ရဲ့ညီကိုဒီကိုရောခွလွတ်ပေးခဲ့တယ်ဆိုတော့ကျွန်တော်တွေ့ရဖြစ်တယ်အဲကျွန်တော်ရဲ့အသက်တာထဲမှာခွလွတ်ခြင်းကအင်မတန်မှအရေးကြီးတာဖြစ်တယ်သူတပားကိုချီနှောင်နေတဲ့အရာအားလုံးကသူသူတပားကမနာခြင်းကကိုပဲနာခြင်းရတာတဲ့အရာကြီးကျွန်တော်တွေ့ရဖြစ်တယ် ခွလွတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကဘာတွေဖြစ်လဲဆိုလို့ရှိရင်စိတ်နှလုံးကောင်းစားကြမှာကျွန်တော်တို့ကသူသုံတယောက်တစ်ချိန်လုံးချီနောင်သားမယ်ဆိုလို့ရှိရင်ကိုယ်ပဲဒုက္ခရောက်ရယ်ကိုယ်ပဲနာကျင်ရတယ်သိမလားအဲကြောင့်ခွလွတ်ပေးဖို့အတွက်ကျွန်တော်ရဲ့အတ္တသားမှာခွလွတ်ခြင်းရှိဖို့အတွက်အင်မီတာမှာအရေးကြီးတာဖြစ်တယ်အဒီလိုချီနောင်သားရယ်ဆိုရင်ကျွန်တော်တို့တစ်ချိန်လုံးကျွန်တော်တို့ပဲနာကျင်နေရအဲကြောင့်ခွလွတ်ချင်းအကျိုးကပါလေစိတ်နှလုံးကောင်းစားကြမှာပြီးနောက်တစ်ချက်က နာကျင်မှုတွေကိုတတ်တာစေတယ်ကျွန်တော်တို့ခွက်လွတ်လိုက်တဲ့ခါမှာကျွန်တော်အထင်းမှာနာကျင်မှုတွေကိုတတ်တာစေတာဖြစ်တယ်အာမင်အဲ့ကြောင့်တင်းဟာတင်းရဲ့အထင်းမှာနာကျင်မှုတွေပဲရှိနေတယ်ဆိုရှင်တင်းဟာလူသုံတယောက်ကိုချီနှောင်မိလားဒါတွေစင်ကျင်ပေးမှာဗာလဲခွက်လွတ်ပေးတတ်ဖို့ပေးသွားဖို့အတွက်အရေးကြီးတာဖြစ်တယ်ပြီးနောက်တစ်ချက်ပါဆက်အနာဟောင်းကိုမေ့ပစ်ပြီးစိတ်သိက်ဘဝသိက် အဲစတင်နိုင်ဖို့အဲအတွက်ခွန်အားဖြစ်စေတယ်တဲ့အနာဟောင်းတွေကိုမေ့ပြောက်နိုင်ပြီးမှပါလေခွလွတ်ချင်းကစိတ်သက်ဘဝသက်ကိုစတင်နိုင်ဖို့အတွက်ခွန်အားဖြစ်စေတာဖြစ်တယ်အဲကြောင့်တင်းရဲ့အတ္တတည်းမှာခွလွတ်ချင်းကအိမ်မတမအရေးကြီးတယ်ဆိုမှကျွန်တော်ပြောချင်တာဖြစ်တယ်အဲ့တော့ဒီတောင်အာဖရိကရဲ့နိုင်ငံရေးဖတ်ခင်ပေါ့နော်နိုင်ငံရေးဖတ်ဖတ်ခင်နယ်စင်မန်ဒေးလာဆိုတဲ့ပုဂ္ဂိုလ်ကအာနာရှင်ရသူ့ကိုခေါင်းထဲမှာနှစ်ပေါင်းဘလောက်တောင်ချခဲ့28နှစ်တောင်မှ ထောင်ထဲချပြီးမှသူ့ကိုမျိုးစုံထောင်ထဲမှာနှိပ်ဆက်ခဲ့တယ်။28နှစ်ရောက်တဲ့ခါမှာ तू ပြန်လွတ်တဲ့ခါမှာ तू လှုပ်ဆောင်တဲ့အရာပေါ့နော်။ तू ဘာလို့လှုပ်ဆောင်လဲဆိုတဲ့ခါမှာ तू 28နှစ်ထောင်ထဲမှာနေရတဲ့ကာလတွေထဲမှာသူ့ကိုနှိပ်ဆက်ခဲ့တဲ့လူတွေအားလုံးကို तू နှုတ်ဆက်တယ်။ဂျေဇုတန်တယ်ဆိုမှစကားပြောတယ်။အဲ့တော့အဲ့လိုလှုပ်ဆောင်တဲ့ခါမှာလူတွေကသူ့ကိုမေးကြတယ်ပေါ့နော်။ခမရကိုထောင်ထဲမှာအဲ့လောက်နှိပ်ဆက်ခဲ့တဲ့လူတွေကိုခမရကဘာဖြစ်လို့အဲ့လိုမျိုးပေါ့နော်။ဂျေဇုတန်တယ်ဆိုပြီးမှ ဖတ်ပြီးမှဘာဖြစ်လို့နှုတ်ဆက်တယ်လဲလို့ပြောတဲ့ခါမှာအဲ့ဒီတော့ကနော်မန်ဒေးလာပြောခဲ့တဲ့အဲခွလွတ်ချင်းတဲ့ဆိုင်တဲ့စကားလေးတစ်ခုပေါ့နော်အဲအဲ့ဒီစကားလေးကတည်တကားကနေထွက်သွားပြီဆိုလို့ရှိရင်တဲ့ကျွန်တော်ဟာလွတ်လပ်သွားပြီတဲ့ပြင်မလားအဲ့ဒီထောင်တကားကနေသူထွက်သွားပြီဆိုရင်သူ့ဘဝကလွတ်လပ်သွားပြီတဲ့ဒါပေမဲ့ကျွန်တော်ခါးတီးနာကျင်ခဲ့တာတွေအမုန်းတရားတွေကိုတဲ့နော် အဲဒီတကားနောက်မှာမချန်ထားခဲ့နိုင်ဘူးဆိုရင်တဲ့သူခါထောင်ထဲမှာသူအများကြီးခါတိနာခြင်းခဲ့ရတယ်ညစ်နှိမ့်ဆက်ချင်းခံခဲ့ရတယ်ဒါပေမဲ့အဲ့ဒီတကားနဲ့အဲ့ဒီနော်29နှစ်ကြာတဲ့ခါမှာသူထွက်သွားပြီဆိုရင် तू ကလွတ်လပ်တဲ့သူတယောက်ဖြစ်သွားပြီဒါပေမဲ့အဲ့ဒီခါတိနာခြင်းခဲ့တဲ့ຢာတွေကို तू ကလွတ်လပ်သွားပြီမဲ့ तू အဲ့ဒီနေရာတိမလားဘလောက်ကြည့်ကောင်းတဲ့နေရာပဲရောက်သွားပါစေအဲ့ဒီနာခြင်းခဲ့တဲ့ຢာတွေကို तू တည်သွားမယ်ဆိုအဲ့ဒီຢာကို तू က အဲ့မှာမချန်ထားခဲ့ပဲနဲ့ तू တည်သွားမယ်ဆိုလို့ရှိရင်လေဘလောက်ထိကောင်းတဲ့နေရာမှာပဲရောက်ရောက်သူ့ရဲ့ဘဝကဘာလဲအကျဉ်းသားကအကျဉ်းသားပုံစံပဲဖြစ်နေမှာဆိုမှ तू ပြောဆိုခဲ့တဲ့စကားလေးရှိရဖြစ်တာပေါ့နော်အဲ့ကြောင့်ကျွန်တော်ရဲ့အတ္တသင်းမှာနာကျင်ခဲ့တဲ့အရာတွေနာကြီးစရာတွေရောတက်မှုပေါ့နော်အများစွာတွေ့ကြုံခဲ့ပေမဲ့လေကျွန်တော်ကဘာလဲအဲ့ဒီအရာတွေကိုကျွန်တော်ကဘာလဲခြံထားလက်လွတ်ပွန့်တဲ့အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့အဲ့ဒီအရာတွေပဲဒီကောင်အောက်တည်သူလုပ်ခဲ့တဲ့ ူကငါ့ကိုဒီလိုထားခဲ့တယ်ဆိုပေမဲ့နာကျင်ခြင်းတွေနဲ့အသက်ရှင်နေဆိုရင်တင်ဟာဘလောက်ကောင်းတဲ့နေရာမှာပဲရောက်ပါစေဘယ်တော့မှလွတ်လပ်လက်လွတ်လပ်တဲ့သူတယောက်ဖြစ်မှာမဟုတ်ဘူးအဲ့ကြောင့်ကျွန်တော်တို့ရဲ့အသက်တာအထင်းမှာကျွန်တော်နာကျင်ခဲ့တဲ့အရာနာကြီးခဲ့တဲ့အရာတွေကျွန်တော်တို့အဲ့ဓာတွေကိုပါလဲထားခဲ့ရအောင်အသက်တော်အသက်တာအထင်းမှာကျွန်တော်တို့ကိုဖျားခင်ပြန်လဲအသက်ရှင်ခိုင်းစေချင်တာဖြစ်တယ်အာမင်အပြစ်များစွာသောအပြစ်သားတွေဖြစ်တဲ့ကျွန်တော်တို့ကိုပါလဲခွလွတ်ခြင်းနဲ့ဘုရားရှင်ကိုယ်တိုင်ကျွန်တော်တို့ကိုလာကယ်တင်ခဲ့တယ် နော်အဲ့ဒီအတိုင်းပဲနော်ကျွန်တော်တို့ကသူတပားကိုပြန်လည်ပြီးမှခွတ်လွတ်ပေးတတ်သောသူတွေဖြစ်ဖွယ်တယ်ဖြစ်တာဖြစ်တယ်အဲ့ကြောင့်ယေရှုခရစ်တော်ကပေတရုကိုသင်ပေးခဲ့တယ်နော်ယေရှုပေတရုကဘလူမဲလေဆိုလို့ရှိရင်ရှမတဲခန်းကြီးရှမတဲခန်းကြီး6ထဲမှာပေါ့နော်ဒီမှာခွတ်လွတ်ခြင်းနဲ့ဆိုင်တဲ့ယေရှုခရစ်တော်သင်သင်ပေးခဲ့တဲ့အကြောင်းအရာလေးကိုကျွန်တော်အနည်းငယ်ပြောပြချင်တာဖြစ်တယ်ရှမတဲခန်းကြီး6အငယ်14 ရှမတဲ့ခန်းကြီးချော့အငယ်ဆက်လေးထဲမှာပေါ့နော်ရှမတဲ့ခန်းကြီးချော့ငယ်ဆက်လေးထဲမှာကျတော့ဘယ်လိုဖော်ပြထားလဲဆိုရှင်တင်တို့ဒီတို့တပားသူအပြစ်ကိုလွတ်တင်ကောင်းကင်ဘုံ၌ရှိတော်မူသောတင်တို့အပသည်တင်တို့၏အပြစ်ကိုလွတ်တော်မူမည်တဲ့တင်တို့ဒီတို့တပားသူ၏အပြစ်ကိုမလွတ်တင်တင်တို့အပသည်တင်တို့၏အပြစ်ကိုမလွတ် ဆမယေရှုခရစ်တော်ဒီမှာဖော်ပြထားပါတော့သူတပားရဲ့အပြစ်ကိုလွတ်တယ်ဆိုရှင်ကောင်းကင်ဘုံမှာပါလေကျွန်တော်တို့ရဲ့အပြစ်ကိုလွတ်ပေးမယ်ဆိုမှပြောတာဖြစ်တယ်နော်အဲ့ဒါကြောင့်ယေရှုကကျွန်တော်တို့ဒီလောက်အပြစ်များတဲ့အရာတွေတောင်မှသူကလွတ်ပေးခဲ့ပြီဆိုတော့ကျွန်တော်တို့အချင်းချင်းပါလေခွလွတ်တတ်တော်သူတွေဖြစ်ဖို့ဘုရားခင်ကကျွန်တော်တို့ကိုတင်တင်ပေးခဲ့တဲ့အရာဖြစ်တာဖြစ်တယ်ပြီးရင်ရှမတဲခန်းကြီး78ထဲမှာပေါ့နော်ရှမတဲခရစ်ဝင်ခန်းကြီး78အဲအငဲ ဒီမှာ27ပါပေါ့နော်သူအခါပေတရုဒီချင်းကပ်၍တခင်ညေကိုသူဒီအကျွန်ုပ်ကိုပြစ်မှား၍အကျွန်ုပ်ဒီသူ၏အပြစ်ကိုပင်နှကြိမ်လွတ်ရပါအနီးခုနှစ်ကြိမ်လွတ်ခုနှစ်ကြိမ်မြောက်အောင်လွတ်ရပါအလောဟုမင်းလျှောက်တော်ယေရှုကခုနှစ်ကြိမ်မြောက်အောင်လွတ်ရမည်ငါမဆူအကျင့်89လီမြောက်အောင်လွတ်ရမည်ငါဆူ၏သူကြောင့်ကောင်းကောင်းကင်နိုင်ငံတော်သည်မိမိ ကျွန်များသူကိုဇေယျယူခြင်းကအလိုရှိသောမင်းကြီးတဦးနဲ့တူ၏တဲ့ဒီမှာပေတရုကပြောတယ်ပြောတယ်ကုကုသူတပားကကျွန်တော်တို့ကိုပြစ်မားလာတဲ့အခါမှာကျွန်တော်တို့ဘယ်နှချိန်လွတ်ရမလဲခုနှစ်ချိန်လွတ်ရမလားဆိုမှပြောတဲ့အခါမှာခုနှစ်ချိန်လွတ်ရမယ်လို့ကျွန်တော်မပြောဘူးတဲ့ယေရှုခရစ်တော်ကလည်းအချိန်89လီလွတ်ရမယ်အချိန်ချင်းလွတ်ပေးရမယ်တိမလားပြစ်မားလာတဲ့အခါမှာကျွန်တော်တို့ဆိုရင်တစ်ချိန်နှစ်ချိန် နှစ်ချိန်လောက်ဆိုတော့နည်းနည်းရသေးတယ်ဖြစ်မလားသုံးချိန်လောက်ဆိုပါလေသုံးချိန်ရှိပြီဆိုမှကျွန်တော်ပြန်နေပြီးမှပောက်ကွဲတယ်အဲ့ဒါကခွတ်လွတ်ပေးတာမဟုတ်ကျွန်တော်အထင်မှမှတ်ထားတာမှတ်ထားတာကြာလာတဲ့ခါမှပါလေပောက်ကွဲလာတာဖြစ်တယ်အဲ့ကျယေရှုခရစ်တော်ကျွန်တော်တို့ကိုပါလေအချိန်ချင်းခွတ်လွတ်ပေးဖို့အတွက်ပြောတာဖြစ်တယ်ကျွန်တော်တို့တစ်ခါတည်းအချိန်ချင်းလေးကြတယ်ဒါပေမဲ့ဘုရားသခင်ထံတော်သူကျွန်တော်တို့နှောင်တနဲ့တူးဝင်လာတဲ့ခါမှဘုရားသခင်ကျွန်တော်တို့ကိုခွတ်လွတ်ပေးတာဖြစ်တယ်အဲ့ဒီတိုင်းယေရှုခရစ်တော်လည်းပါလေ အချင်းချင်းမှာကျွန်တော်တို့ကိုခွလွတ်တက်ဖွန့်တယ်ဘုရားခင်အတွင်တွင်ပေးခဲ့တဲ့အရာဖြစ်တာဖြစ်တယ်။အဲ့ကြောင့်ကျွန်တော်ရဲ့အတ္တသားထဲမှာခွလွတ်ခြင်းကအင်မတန်မှအရေးကြီးတာဖြစ်တယ်။မြေကြီးပေါ်မှာရှိတဲ့ကိုယ်နဲ့ဆက်ဆိုင်တဲ့သူကိုယ်ခွင့်မလုပ်ဘူးဆိုရင်ဗာလဲကောင်းကင်မှာကျွန်တော်ရဲ့အပြစ်ကိုဘုရားခင်ခွင့်မလုပ်ဘူးဆိုမှအတိလင်ပြောတာဖြစ်တယ်။အဲ့ကြောင့်ကျွန်တော်ရဲ့အတ္တသားထဲမှာတင်နာကြီးခဲ့တဲ့အရာ၊နာကျင်ခဲ့တဲ့အရာကလေးစားချိန်မယ်ဆိုရင်လောကထဲမှာဘယ်တော့မှပြီးတာမဟုတ်ဘူး။နိုင်ငံတွေထဲမှာကလေးစားချိန်ကလေးစားချိန်နာကျင်ချက်နဲ့လှုပ်ဆောင်တဲ့အခါမှာဘယ်တော့မှစစ်က ငိမ့်သွားတာမဟုတ်မရှိဘူးပေါ့နော်အဲ့ကျကျွန်တော်တို့အသက်တာအထဲမှာဘုရားခင်ကပါလေခွတ်လွတ်ခြင်းကိုသင်ပေးခဲ့တာဖြစ်တယ်ခွတ်လွတ်ခြင်းကကျွန်တော်တို့အသက်တာအထဲမှာပါလေသူတပောက်ခွတ်လွတ်ခြင်းအပြင်ကျွန်တော်တို့ကကျွန်တော်တို့ကကြားမာလာမယ်ကျွန်တော်တို့ကလွတ်မြောက်လာတာဖြစ်တယ်အဲ့ကြောင့်ဒီနေ့မိတ်ဆွေရဲ့အသက်တာအထဲမှာနော်ခွတ်လွတ်ဖို့အတွက်သုံတစ်ခုလိုအပ်တယ်ဆိုလို့ရှိရင်ဒီနေ့ခွတ်လွတ်လိုက်ပါနော်အကျင့်89လေးမြောက်အောင် ဘုရားဗာလဲယေရှုခရစ်တော်ကဖွင့်လွှတ်ရမယ်ဆိုတဲ့အတိုင်းကျွန်တော်တို့ရဲ့အသက်တာထဲမှာတဆုံတယောက်ကိုချီးမြှောက်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့ခွလွတ်ခြင်းအဖြစ်ကျွန်တော်တို့ကဆက်လက်ပြီးမှအသက်ရှင်ဖို့အတွက်ဖြစ်တာဖြစ်တယ်။တင်းရဲ့ဘဝအသက်တာထဲမှာခွင့်မလွတ်နိုင်တဲ့လူတွေကိုဒီနေ့ကနေစပြီးမှလွတ်ချလိုက်ပါဆိုမှကျွန်တော်ခေါ်ပေးချင်တာဖြစ်ကြအောင်။ကျွန်တော်တို့ကအဲ့ဒီຢာကိုချီးမြှောက်ထားပြီးမှတဆုံတယောက်ချီးမြှောက်ထားပြီးမှသွားမယ်ဆိုလို့ရှိရင်တင်းဘလော့ကောင်းတဲ့နေရာမှာပဲရှိနေပါစေ။တင်းဟာလွတ်မြောက်တဲ့လူမဖြစ်နိုင်ဘူး။ အဆက်သုံတယောက်ကိုတော့ချုံအောင်ထားချီအောင်ထားတဲ့အတွက်ကြောင့်တင်းအားပါလေမလွတ်မြောက်နိုင်ဘူးအဲ့ကြောင့်နော်ဘလောက်ကောင်းတဲ့နေရာမှာပဲနေပါစေကျွန်တော်အထင်းမှာသူတပောက်ချီအောင်ထားချင်းရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကမလွတ်မြောက်နိုင်ဘူးဖြစ်တာဖြစ်တယ်အဲ့ကြောင့်တင်းရဲ့အတ္တအထင်းမှာချီအောင်ထားတဲ့အရာတွေကိုဒီနေ့ပေးသွားလိုက်ပါအကောင်းဆုံးမိတ်ဆွေအကောင်းဆုံးလူတွေနဲ့ဘုရားခင်အတင့်ကိုပေးတွေ့စေမှာဖြစ်တယ်ဆိုပြီးမှဒီနေ့ခွတ်လွတ်ခြင်းနဲ့ပတ်သက်ပြီးမှ အနည်းငယ်အဖြစ်ခွန်အားပေးချင်တာအများလို့ဖြစ်တဲ့အရောက်ချင်းစီတိုင်းပေါ်မှာဖျားခင်ကောင်းချီးပေးပါစေ။